အခုနှစ်ရဲ့ကမ္ဘာစိတ်ကျန်းမာရေးနေ့အတွက်ဆောင်းဖို့ကတော့ကက်ဘင်းနဲ့အရေးပေါ်အခြေအနေတွေမှာအားလုံးလက်လန်းမိတဲ့စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေရရှိနိုင်ရေးပဲဖြစ်ပါတယ်။ကက်ဘင်းနဲ့အရေးပေါ်အခြေအနေတွေမှာစိတ်ကျန်းမာရေးဝန်ဆောင်မှုတွေချက်ချင်းရရှိနိုင်ဖို့အတွက်ဘလောက်အရေးကြီးပါသလဲ။ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးတော့မျက်စင်ကတင်ပြပေးထားပါတယ်ရှင်။မြန်မာနိုင်ငံဟာကိုဗစ်ကပ်ဘေးကာလကစလို့2021အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ပြည်ပခအခြေအနေတွေနဲ့ ကပ်ဘေးမြို့မြို့တွေကြောင့်ပြည်သူတွေဟာနေရက်စွန့်ခွာထွက်ပြေးရတာမိသားစုဝင်တွေ ဆုံးရှုံးရတာထိခိုက်ဒဏ်ရာရရှိတာကိုလက်အင်ကဆုံးရှုံးရတာတွေကြောင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအများကြီးဖြစ်လာရပါတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့်စိတ်ဖိစီးတာစိုးရိမ်စိတ်များတာစိတ်ဒက်ကြတာဖြစ်ရဆိုတွေကြုံတွေ့ရတာရဲ့နောက်ဆက်တွဲပြင်းထန်စိတ်ဖိစီးမှုဝေဒနာလို့ခေါ်တဲ့ PDSD နဲ့မိမိကိုယ်ကိုအဆုံးစီရင်မှုစတဲ့ ိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းခံစားနေကြရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စစ်တမ်းတွေအရစစ်ပွဲတွေဆိုးရွားတဲ့ပြည်ပခန့်တွေကိုကြုံတွေ့ခဲ့ရတဲ့သူတွေတဲ့လူ9ယောက်မှတယောက်နှုန်းကစိတ်ကျန်းမာရေးပြဿနာတစ်မျိုးမျိုးကိုခံစားနေရတယ်လို့အော်တိုဘာလ10ရက်နေ့ကမြို့သားညီညွတ်ရေးအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။တော်လိုင်းနေမြေတွေမှာကျမ်းမာရေးဝန်ဆောင်မှုတွေပေးခဲ့တဲ့ဒေါက်တာဂါဖီကတော့ပြိပခါတွေစစ်ပွဲတွေအတွင်းက အရေးပေါ်အခြေအနေမှာရုပ်ပိုင်းဆိုင်ရာဒဏ်ရာရရှိခဲ့သူတွေဟာစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါခံစားခဲ့ကြရတယ်လို့ဆိုပါတယ်။အကျိုးတွေအာမိုင်းကြီးလို့ကျွန်တော်ပြန်လိုက်ရတာလေအာတစ်ဖက်တည်းရောနှစ်ဖက်တည်းရောနောက်မျိုးလုံးစုံကန်သွားတာလေအာလက်နှစ်ဖက်လုံးသူမဟုတ်တစ်ဖက်မရှိတော့တဲ့သူတွေပေါ့နော်။ဆိုတော့အာပြောလို့ရရင်တော့တချို့တွေဟာဒီယောဂပေါ်မှာအကွာကိုအတော့မကြိုက်ဘူးလို့ခံစားလာတယ်ပေါ့နော်။တို့တို့ဒီတိုင်းဒီတိုင်းဘာမှမလုပ်နိုင်တော့တဲ့။ တယောက်လို့ဖြစ်လာတယ်ပြအတော့မကြရဘူးပေါ့နော်။ဒီလိုရအကြောင်းလို့လဲ society case တွေပါလို့ဆိုတာရှိလာတာပေါ့နော်။ဒါကအဒီခန္ဓာကိုယ်ချိုရင်းတဲ့သူတော့မဟုတ်ဘဲနဲ့အခြေစုံလက်စုံအင်္ဂါစုံနဲ့သူတွေမှာအဲ့လိုကြုံလာတာတွေတော့ရှိရပေါ့နော်။တော်ရဲမှာလူနာတွေကိုစေကုသပေးနေရင် သူကိုယ်တိုင်လည်းစိတ်ထင်ရရရှိခဲ့တာတွေရှိတယ်လို့လည်းဆက်ပြောပြပါတယ်။အဲဆရာဝန်ဖြစ်တဲ့အတွက်လူနာကိုပေးနေရင်လည်းအဲကယ်လိုက်နိုင်တာတွေရှိတယ်လို့မကယ်လိုက်နိုင်တာရှိရပါတော့။ မကယ်နိုင်နိုင်တဲ့အရာတွေမှာဆိုလို့ရှိရင်တော့အဲဒီဟာကိုငါအသုံးမချလို့လားဆိုတဲ့အတွေ့အကြုံတွေဝင်လာတာဖြစ်တယ်ပေါ့နော်အသုံးမချနေချင်းဆိုငါလုံနိုင်ရင်ဒါမလုံနိုင်ဘူးကျင်းနောက်တစ်ခုကတခြားဒီရင်းမြည်တဲ့သူတွေပါသွားတဲ့အချိန်မှာလည်းအာစိတ်ဓာတ်ရည်နဲ့ရတာပြီးတော့ရှိရပါတော့နောက်တစ်ခုကအချိန်ကြာလာတာနဲ့အမြဒီမိသားစုကိုအချိန်မပေးနိုင်တာနဲ့အချိန်လေးကအဲစိတ်ဓာတ်ရည်ကလည်းရလာတာပဲပေါ့နော်အော်တိုဘာလ၁၀ရက်နေ့ဟာကမ္ဘာစိတ်ကြမ်းမာရေးနေ့ဖြစ်ပြီး ဒီနှစ်ကမ္ဘာစိတ်ကြမ်းမာရေးနေ့အတွက်ဆောင်ဖို့ကတော့ကပ်ဘေးနဲ့အရေးပေါ်အခြေအနေတွေမှာအားလုံးလက်လန်းမိတဲ့စိတ်ကြမ်းမာရေးဝန်ဆောင်မှုများရရှိနိုင်ရည်ပဲဖြစ်ပါတယ်။စိတ်ကြမ်းမာရေးပညာရှင်တယောက်လည်းဖြစ် Serenity Counseling and Mental Health Services တည်ထောင်သူလည်းဖြစ်တဲ့ Agnes Mary ကတော့ကပ်ဘေးတွေမှာဆိုရင်အဆောက်အုံပစ္စည်းဆုံးရှုံးမှုတွေကိုမြင်နိုင်ပြီးမယ်စိတ်ပိုင်းဆိုင်ရာထိတ်လန့်ကြောက်ရွံ့မှုတွေကိုတော့ချက်ချင်းမမြင်နိုင်ကြတဲ့အတွက် စိတ်ကျမ်းမာရေးဝန်ဆောင်မှုချက်ချင်းပေးနိုင်မှုကအရေးကြီးတယ်လို့ဆိုပါတယ်ဒီစိတ်ပန်းဆိုင်ရာပံ့ပိုးမှုတွေကိုမရဘူးဆိုလို့ရှိရင်အလွယ်တကူပြောရမယ်ဆိုလို့ရှိရင်တော့ဒဏ်ရာတစ်ခုရတဲ့အခါမှာချက်ချင်းအိုက်ဒဏ်ရာကိုဟိုတန်ရှင်းပြီးတော့เนาะဟိုပတ်တီးစီးပေးလိုက်တယ်ဆိုလို့ရှိရင်ဖုန်ဒီသေးတွေကိုမဝင်တော့ဘူးပေါ့เนาะအနာကတန်တန်ဆင်းဆင်းလေးနဲ့သူပြန်ပြီးတော့အနာကျက်ဖို့အတွက်အချိန်ယူပြီးအနာကျက်သွားလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးချက်ချင်းအာ ချက်ချင်းကူညီမှုမရလိုက်ဘူးပံပိုးကူညီမှုမရလိုက်ဘူးဆိုတဲ့အခါကျလို့ရှိရင်ဒီအရာကမလိုအပ်ဘဲနဲ့စိတ်ဓာတ်ရာစိတ်ပိုင်းဆိုင်ရာဝေဒနာတွေအဖြစ်ပါသွားနိုင်တယ်ပေါ့နော်တူးချင်းအနေနဲ့စိတ်ကျမ်းမာရေးကိုဂရုစိုက်ဖို့လိုသလိုသူတစ်ပါးကိုလည်းကူညီပေးနိုင်မယ့်အချက်တွေကိုလည်း Agnes Mary ကမျှဝေပေးခဲ့ပါတယ် ကျွန်တော်တို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုနေ့စဉ်မှာကိုယ့်ရဲ့တကူရေးတန်ရှင်းရေးလုပ်သလိုပဲစိတ်ပိုင်းဆိုင်ရာကိုကျန်းမာစေမယ့်အရာလေးတွေကိုလည်းလုပ်ဖို့လိုအပ်ပါတယ်။စိတ်ပိုင်းဆိုင်ရာကိုကျန်းမာဖို့အတွက်စိတ်ဖြစ်စီမှုတွေဖြစ်လို့ရှိရင်ဖြေလျှော့မယ်နည်းလမ်းတွေစိတ်ထဲမှာအဆင်မပြေမှုဖြစ်လို့ရှိရင်မလုပ်ရမလဲဆိုတဲ့ဟာတွေကိုနည်းလမ်းလေးတွေရှာဖွေတတ်တဲ့အကျင့်တွေအဲပြီးလို့ရှိရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုချစ်ခင်ရတဲ့သူတွေနဲ့လည်းအများနဲ့အချိန်ဆက်ရှိနေခြင်းဒါလေးတွေကိုကျွန်တော်တို့ကပုံမှန်လုပ်ပေးလို့ရပါတယ်။ ဒီလိုလုပ်ပေးခြင်းအဖြစ်အဲကျမတို့မှလည်းစိတ်ပိုင်းဆိုင်ရာအရာအထိုက်လျောက်အကြမ်းမနေမယ်ခန္ဓာရဲ့အားကောင်းနေမယ်ကိုယ်ပဝင်းကျင်ကားလူတွေကိုလည်းကူညီဖို့အတွက်အချိန်မရွေးအစဉ်သင်းဖြစ်နိုင်ပါတယ်။ကမ္ဘာစိတ်ကျန်းမာရေးနေ့ကိုတော့ကမ္ဘာစိတ်ကျန်းမာရေးအဖွဲ့ World Federation of Mental Health က1992ခုနှစ်မှာ စတင်ဦးဆောင်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။စိတ်ကျန်းမာရေးပြဿနာတွေကိုသတိမှုမိစေဖို့စိတ်ကျန်းမာရေးပြဿနာရှိသူတွေအပေါ် လူမှုရေးခွဲခြားဆက်ဆံမှုတွေကို တိုက်ဖြတ်ဖို့နဲ့ကမ္ဘာလုံးဆိုင်ရာစိတ်ကျန်းမာရေးပညာပေးကမ်ပိန်းတွေပြုလုပ်ဖို့ရည်ရွယ်ကျင်းပတာလည်းဖြစ်ပါတယ်။ကျမမြတ်သစင်ပါရှင်။